င်္ဂလာပါရှင်။ရှိုင်းကူမီဒီယာကကြိုဆိုပါရစေ။ကလွန်မြို့နယ်၌မြန်မာမျိုးသမီးများနေ့ကိုကြိုဆိုကုန်ပြုသောအဖြစ်မိုးရသည့်တစ်ပင်စိုက်ပျိုးပွဲတွင်ခါရော်မီတစ်မျိုးအပင်ပေါင်း2060ပင်စိုက်ပျိုးတဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်။ တဘာဝပတ်ဝန်းကျင်စိန်လန်းစုပြည်ရင်နဲ့တက်တော်တယံဇာတာများရေရှည်တည်တန့်စီရန်ခေဟာစနစ်ထိန်သိမ်းစီရန်တက်တော်များပြန်လည်ဖြစ်ထွန်းလာစီရန်နဲ့ရာသီဥတုပြောင်းလဲမှုကိုတစ်ပင်ဆိုင်ပြိုးစဉ်ဖြင့်ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက်ရည်ရွယ်၍ရှမ်းပြည်နယ်တောင်ပိုင်းကလောခရိုင် ကလောမြို့နယ်တာမိုင်းခန်းကြီးရွာနီးမိထီလာတောင်ကြီးကလန်မိုင်တိုင်း84မြင်းဆောင်တက်တွင်ဇွန်လ28ရက်နေ့နနက်7:00နာရီကမြန်မာမျိုးသမီးများနေကိုစူးစိုးကုန်ပြုသော ဖြင့်မိုးရသည့်တပင်းဆိုင်ပြပွဲတော်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာကလောတက်နေမှုဘုံမှုကျောက်ကျော်သူရကအဖွဲအမားစကားပြောကြခဲ့ပြီးကလောတက်နေမှုအောင်မန်းမျိုးအမတ်903အမြောက်စစ်စင်ကြီးကုတ်ကဲမှုဌာနချုပ်အမြောက်တက်မှမှု ဘူမူချုပ်ကြောစာထွန်းနဲ့အမန်နဲ့တက်မတော်စေယုံဂဒင်း900တက်မူဘူမူချုပ်စောရနိုင်တို့ကအမျိုးသမီးရေးအဖွဲ့မြန်မာနိုင်ငံရေးတပ်ဖွဲ့နဲ့မိသားတပ်ဖွဲ့များအား၎င်းကလောခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဥဆုံးမြင့်ကခရိုင်စင်ဌာနဆိုင်ရာများနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဥဆုံးသိန်းကမြို့နယ်စင်ဌာနဆိုင်ရာများအားပြောပြများ အသီးသီးပေးအပ်ခဲ့ပါတယ် ထို့နောက်ကလောတက်နေမှုဘုံမှုချုပ်ကျော်သူရာအမတ်903အမြောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အမြောက်တက်မှမူအမတ်နဲ့တက်မတော်စီယုံဂဒင်900တက်မှုနဲ့ခိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌတို့ဦးဆောင်ရင်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာဝန်ထမ်းများကလောတက်နေတည်ရင်တက်ဖွဲ့ဝင်များ အခြေခံပညာကျောင်းများနဲ့ကိုပိုင်းထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကခါတော်မီတက်မျိုးအပင်ပေါင်း2060ပင်ကိုပျော်ရွှင်စွာစိုက်ပျိုးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်၍လွိုင်းလင်းခရိုင်မြေဩစာမြို့စင်နှင့်ပိုးသက်စေဥပဒေရှင်းလင်းမွဲပြုလုပ်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းလွန်လင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ဇွန်လ26ရက်နေ့နံနက်ပိုင်းကအဆိုပါအခမ်းအနားအားကျင်းပပြုလုပ်ရာခိုင်ဦးစီးမှုဦးမျိုးမင်းတန်းကရှင်းလင်းပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ပြောကြားခဲ့ပြီးနောက်ခရိုင်မျိုးစီးဌာနကတာဝန်ခံဦးသိန်းဝင်းကမျိုးစီးတင်တွင် တင်ပို့ခွင့်ထောက်ခံချက်လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်းမျိုးစေ့လုပ်ငန်းလိုင်စင်ရှောက်ထားခြင်းနဲ့ထုတ်ပေးခြင်းလုပ်ငန်းအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ခင်ရိုင်မြေအုံချရေးဌာနခွဲတာဝန်ခံဦးစီးအရရှိဒေါ်အေးအေးတင်ကမြေဩဇာဥပဒေနဲ့မြေဩဇာဥပဒေဆိုင်ရာလှုပ်ထုံလုံးနည်းများမှတ်ပုံတင်လက်မှတ်နဲ့လိုင်စင်ရရှိသူများလိုင်နာဆောင်ရွက်ရမည့်စီကံချက်အကြောင်းကိုရှင်းလင်းပြောကြားပေးခဲ့ကခင်ရိုင်တိနံကာကွယ်ရေးဌာနခွဲတာဝန်ခံဒေါ်ခင်နင်းသူကပူသက်စေဥပဒေနဲ့လှုပ်ထုံလုံးနည်းများပူသက်စေလက်လီလက်ကားရောင်းချခွင့်လိုင်စင်ရရှိသူ၏တာဝန်နဲ့လုပ်ပိုင်ခွင့်များအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ပါသည် ရင်နောက်ပိုးသက်စေးစွန့်ပစ်ပစ္စည်းများအားစနစ်တကျစွန့်ပစ်ရေးအတွက်လူထုလှူရှာမှုအားလည်းလက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါဥပဒေရှင်လင်းပွဲသို့စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနဲ့စိုက်ပျိုးရေးပစ္စည်းအယောင်ဆိုင်များမှလုပ်ငန်းရှင်များတောင်သူများနဲ့ရက်မီရက်ဖာများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။